လို့ကောက်ရွာလာတယ်ဒီကဲဒီနေရာမှာကျွန်တော်တို့866နဲ့အင်းထားလိုက်ပါတော့866ပဲကျွန်တော်ပြမယ်မွေးဆိုင်လေးရောနော်ဒီဟာလေးဒါလေးတစ်ဆိုင်လောက်မိုးမလာခင်သူဒီမှာ6ထိတ်6ထိတ်ဒီမှာ6ထိတ်နော်6ထိတ်ဒီသုံးလုံးဆောင်ထိုးရတာရှိတယ်အဲ့ဒီ6ထိတ်စီရဲ့ပါပါ ီနောက်ပိတ်နဲ့ဒီနောက်ပိတ်နဲ့เนาะကျွန်တော်တို့၃နဲ့၈နဲ့ကိုတိတ်လို့ဖြစ်အဲဒီ၆ရဲ့ပါဝါဒီ၉နဲ့ဒီ2နဲ့ကိုတိတ်လို့ဖြစ်เนาะအဲဒီ၆ရဲ့ဒီရဲ့ပါဝါဒီ9နဲ့ဒီ6နဲ့ကိုကျွန်တော်တို့တိတ်လို့ဖြစ်အောင်မယ်ဆိုရင်ဒီဘွဲမှာကျွန်တော်ဟိုနေ့ရလဲ6အပိတ်ကြီးပြထားတယ်เนาะအဲ့ဒီမှာအဲ့ဒီ6နောက်ပိတ်ကို ့ပေါ်ကနဝမ်းကျိန်းနော်ဒီဒီကိုးနယ်ဒီကိုးနယ်နှစ်နယ်ပေါင်းရင်တစ်ကိုအပေါ်ကနဝမ်းကျိန်းနဲ့ပဲပေါက်အဲ့ဒီ6ကြောင်ဒီ9နယ်ဒီ6နောက်ပိတ်နဲ့17လို့ဖြစ်လိုက်တာနဲ့သူ့အပေါ်ကနဝမ်းကျိန်းနော်အဲ့ကျွန်တော်တို့ထိုးစရာက6ဘူးယူရင်ပေါ့လေဒီလိုမျိုးကြည့်ရင်နောက်တစ်ခုက8 6လည်းထိုးလို့ရတယ်နော်ကျွန်တော်အဲ့ဒီမှာထိတ်စရာ ားပေါ့နော်ကျွန်တော်ဒီထိတ်စီးရခားဒီထိတ်စီးရခားဆိုတာဆက်ပေးမလားပေါ့ထိတ်စီးရခားလို့ဆက်ပေးရမယ်6နောက်ပိတ်နေဆိုတာသူ့အပေါ်ကနေဝမ်းကျင်းလေးဖြစ်တယ်နော်အဲ့မှာထိတ်စီးတော့နှလုံးက1 2 3လို့ကျွန်တော်ယူထားတယ်နော်နောက်တစ်ခါဒီနှလုံးကခွန်ဒီနှလုံးက8ဒီနှလုံးက9လို့ကျွန်တော်ယူတယ်နော်အဲ့လိုယူထားတာအကြောင်းမို့လို့ကျွန်တော်ဒီနေရာမှာခွန်ထိတ်စီးနဲ့ 66ဆိုတဲ့ကနေကျွန်တော်ထည့်တာနော်ဒီနှလုံး9ဒီနှလုံး8ဒီနှလုံး9ဒီနှလုံးက1ဒီနှလုံးက2ဒီနှလုံးက3နော်66ဆိုတဲ့ကနေအပေါ်ကနေဝန်ချင်းနေဆိုရင်ကျွန်တော်တို့ဒီကနေ46လဲဒါထိုးလို့ရနော်ကျွန်တော်က66ကိုဒီညပြပေးမလို့နော်အဲ့ဒီ66ကပြီးခဲ့တဲ့ဘွဲကျွန်တော်ဆရာဥမမောင်ထွန်းအကောင့်ကနေသူလဲတင်တယ်နော်တင်တယ်ဆိုတာက တော့ပြန်ကြခဏအောက်ဆိုပြီးတင်သွားတာအဲ့တော့သူကမွေးကနန်းပေါ့ဗျာเนาะကျွန်တော်တို့ဒီကိုးနောက်ပိတ်เนาะဒီမှာကိုးနောက်ပိတ်ဒီမှာကိုးနောက်ပိတ်ဒီရှိလို့အဲ့ဒီကိုးနောက်ပိတ်ရဲ့ဆောင်မှာသက်စီတောင်သုံးလုံးကိုးเนาะဒီကိုးနောက်ပိတ်ရဲ့ဆောင်မှာသက်စီတောင်သုံးလုံးကကိုးအဲ့ဒီကိုးနောက်ပိတ်ဆောင်မှာသက်စီတောင်သုံးလုံးကကိုး866 394 4เนาะအဲ့864ရာဒီမှာထွက်တယ်เนาะ တခါ3ညာ5လေးဆိုတဲ့ကဏ္ဍဒီမှာထွက်တယ်နော်အကြံနေတဲ့ကဏ္ဍ466ဆိုတဲ့ဒီကဏ္ဍတစ်ခွက်မလာသေးဘူးနော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီကဏ္ဍကကျွန်တော်ဒီဘက်မှာသိစီတောင်3လုံးကိုးလို့ရှိနော်ကိုးဒီ3လုံးက8အဲ့ဒီ3လုံး8ကသူကဒီမှာ8ခါနဲ့ထွက်တယ်နော် ဘွဲနဲ့အောက်ကိုကျွန်တော်တို့၄ဘွဲ၂ဘွဲကြော်လိုက်ပေါ့၂ဘွဲကြော်လိုက်တော့တစ်စီးတောင်၃လုံးက၃ညเนาะကိုးပြီးတော့၃ညဒီ၃လုံးကကိုးအဲ့ဒီကိုးကဒီမှာကိုးခါနဲ့တူခွက်เนาะထောင်၃လုံး၈က၈ခါနဲ့ထောင်၃လုံးကိုးကကိုးခါနဲ့နဘွဲကြော်လိုက်ရင်ဒီမှာထောင်၃လုံး၁၀၀၃00ခါနဲ့ဒီတွဲထွက်တာเนาะတစ်ကြောင်၃လုံးကို၁၁၁၀ เอ7 10 6เนาะ6 10 7နော်ဒီဖြစ်ထားတယ်အဲ့လိုဖြစ်ထားတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီဖြစ်စဉ်ရဲ့ဒီဘက်တော့ဒီထိုင်စီတောင်သုံးလုံး6ရဲ့ဆောင်းမှာဒီသုံးလုံးကို30လို့သူရိုက်ထားတယ်နော်ဆောင်းသုံးလုံး30လို့ဖြစ်တယ်တခါဒီမှာထိုင်စီတောင်သုံးလုံး30လို့ဖြစ်တယ်သူ့ဆောင်းမှာ ဒီသုံးလုံးက17လို့ဖြစ်တယ်ဒီမှာထောင်သုံးလုံးက17လို့ဖြစ်ပြီးသူ့အောက်ဆောင်မှာဒီသုံးလုံးကို12လို့ဖြစ်တယ်နော်အဲဒီသုံးလုံး12ဒီသုံးလုံးက17ဒီသုံးလုံးက10နော်အဲ့ဒီလိုပေါင်းခြင်းတွေကတော့ကွက်တိတွေထည့်ထားတာဟုတ်နော်နောက်တစ်ခါတုံညရဲ့ပါပါ၅ထိပ်နှစ်နှစ်ကျော်ထွက်တယ်သူ့ဆောင်မှာ ၄နောက်ပိတ်เนาะ354တခါ355တခါဒီမှာ356လို့ဖြစ်เนาะအဲ့တော့အဲ့356ကို356ကိုသူ့ရဲ့ဘေးမှာ၄နောက်ပိတ်နဲ့ဗရိတ်30เนาะဗရိတ်30တခါ355လို့ဖြစ်တယ်သူ့နောက်သူ့ဘေးနားမှာ၄နောက်ပိတ်နဲ့ဗရိတ်7 တခါ3ည5လို့ဖြစ်တယ်သူနာမှာ၄နောက်ပိတ်နေပြိတ်7နှစ်၄နောက်ပိတ်7နှစ်ပြိတ်၄နောက်ပိတ်7ပြိတ်၄နောက်ပိတ်နေ10ပြိတ်အဲ့လိုတွေသူကဖြစ်ထားပြီးသွားတော့သူ့ရဲ့ဘေးမှာခုနကကျွန်တော်ပြောတဲ့ဒီသုံးလုံး10နော်ဒီသုံးလုံးက10သူ့ရဲ့အောက်ကကနေ3နှစ်4ဖတ်သွားပြီနော်အဲ့ဒီထောင်သုံးလုံး30ဖတ်သွားအောက်က3နှစ်လေးဖတ်သွားပြီ။ဒါဆိုရင်ထောင်သုံးလုံး ဖြစ်ထားတယ်သူ့ရဲ့အောက်ကခန္ဓာ၅ရှိနှစ်ထွက်သွားပြီနော်အဲ့ဒီမှာ71ပြီးတော့အခုထောင်3လုံးဇောင်း3လုံး72လို့ဖြစ်တယ်နော်ဇောင်း3လုံး72ဒီပြိဿတ်နှစ်ကို72တာလာနော်ဒီ၄နောက်ပိတ်နဲ့ပြိဿတ်1ကဒီ3လုံး72တာလာပေါ့နော်သူကအဲ့လိုတွေပါတယ်သူကတော့ဇက်သွဲမှုရရှိတယ်ပေါ့ဗျာနော်ကျွန်တော်ကတော့အဲ့ဒါတွေပြောမယ်တော့အဲ့ဒီဇက်နှစ် အောက်ကကဏ္ဍ686ဆိုတဲ့ကောင်ကြီးဒီနှစ်ထဲမှာသူကမွေးကဏ္ဍအဖြစ်ကစားမဲ့ကဏ္ဍเนาะအဲ့တော့မွေးကဏ္ဍအဖြစ်ကစားမဲ့ကောင်ကြီးကျွန်တော်ကဒီ666ကြောင်းနောက်ပိတ်နဲ့နောက်ပိတ်နဲ့ပေါင်းရင်1ကိုးနောက်ပိတ်နဲ့နှစ်နောက်ပိတ်နဲ့1 9နောက်ပိတ်နဲ့6နောက်ပိတ်နဲ့17လို့ထည့်เนาะ ထိတ်စီးသည်ခါလို့ထည့်မယ်ထိတ်စီးရခါလို့ထည့်မယ်ထိတ်စီးရခါလို့ထည့်မယ်ဒီကနန်းသည်ဝမ်းချင်းဒီကနန်းသည်ဝမ်းချင်းဒီကနန်းသည်ဝမ်းချင်းဆိုရင်ဖွန်66ဆိုတဲ့ကနန်းတကွက်ဒီပွဲမှာထည့်လို့ရနော်အဲမိုးဝရွာလာတော့ဖွန်66မွေးဆိုင်ကလေးရယ်အခုကျွန်တော်ထိုးထိုင်ပေးတဲ့နော်ဒီဖွန်66အထိုင်တိုင်းလေးရယ်ဒါလေးတစ်ခွက်ပဲကျွန်တော်ဒီညပြတော့မယ်เนาะမိုးတအားရွာလာတယ်။နောက်ညကြမှာပဲ။နောက်ဟာဒီကျွန်တော်ဆက်ပြမလား။ အော်ဒါဟမ်ဒါလေးဓာတ်ပုံရိုက်ယူထားရင်ယူထားလိုက်ကိုယ့်ကိုပြန်စစ်နော်ဒါမွေးကနေမစကင်ရှော့ရိုက်ပြီးယူထားလိုက်၃နှစ်လေးထွက်သွားပြီ၅၈နှစ်ထွက်သွားပြီကြာနေတာခွန်၆ခွန်တကွက်ကြာနေတယ်နော်။မြင်ရတယ်မဟုတ်လား။ ချဲ့ဘိုးကတော့ဘိုးကတော့လှပြီးတော့ဒီနားမှာဒီနားမှာကျွန်တော်မနစ်ကခဏန်းတစ်ခွက်မနစ်ကတစ်ခွက်တစ်ခွက်966တို့344တို့ဒီဘွယ်ထိုးလို့ရတာလေးပြမလို့ခါပြတော့အဲဘိုးကလည်းရောလာသိသွားပြီလားသိသွားပြီလားอืมเนเน่တော့တိတ်တိတ်သွားဟမ် နည်းနည်းတော့တိတ်သွားတယ်တဲ့ကဲနည်းနည်းတိတ်သွားတယ်ဆိုဒါလေးတက်လိုက်မှဆက်ပြလိုက်ဒါလေးကကျွန်တော်တို့ကြားထဲမှာဘယ်နှစ်ချားတော့အဲဒီတော့တဲ့ဒီနားမှာ ့တို့6ပရက်နော်ဒီ6ပရက်ရဲ့တပွဲကြောထွက်မဲ့ကနန်းနော်ဒီကနန်းကသူ့ရှိနှစ်ကကနန်းနော်အဲ့ဒီကနန်းသူ့ရှိနှစ်ကကနန်းလာထွက်တဲ့နေရာမှာသူမထွက်ခင်ခန်းနှလုံး6 6ပါပါခန်းနှလုံး7လို့ရိုက်တာနော်6ပါပါ7လို့ရိုက်တာတက်ပြီးတော့မှာ ဟုတ်တယ်ဒီ16ချိန်အစမွေးရမှာဒီဘွဲမှာအပူခွားကောင်းတယ်เนาะ6ကောင်းတယ်6တလုံးကပြန်ပါအောင်မယ်အဲ့ဒီ6 4 6ကို1ချိန်နဲ့ကစားသွားနိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ6ခွန်အဲခွန်66တို့အခုကျွန်တော်ဒီမှာ966လဲကျွန်တော်ထည့်ပြเนาะအဲ့ဒီခဏန်းဒီသူကခါတူခါနဲ့သူထွက်တယ်เนาะ၄ခါအောက်မှာသူထွက်ပြီးတော့ခါတူခါသူကစားတယ် ဖတ်ဒုက္ခကစားလိုက်တဲ့ဒီ၄ခါနဲ့ကဏ္ဍပြီကျွန်တော်အတွေးပေါ့လीနော်ဒီရှေ့ပေါင်း404ထိတ်နဲ့ခါဒုက္ခနဲ့ဒီကဏ္ဍကကျွန်တော်တို့ဒီဘက်သုံးဆုံးကိုသွားတုံညာအပိတ်နဲ့ခွန်အပိတ်နဲ့လမ်းပေါင်းခွန်ဖြစ်လို့အောက်မှာခွန်ပိတ်တာလားဒါကျွန်တော်ဒီလိုတွေးထည့်ကြည့်တာနော်ဒါပေမဲ့ဒီကဏ္ဍကဒီမနစ်ကကဏ္ဍဖြစ်တာတခါသူကနေကျွန်တော်တို့ရေးကြည့်လိုက် တင်းနေ3 4 5 6ခု8 9 10ချိန်မှာ9ပြိတ်လို့ရိုက်တယ်သူရဲ့တပွဲကျော်ကတော့တည်เนาะခုနကကျွန်တော်6ပြိတ်တပွဲကျော်အခု9ပြိတ်ရဲ့တနှစ်ကျော်အဲ9ပြိတ်ရဲ့တနှစ်ကျော်မှာလဲထွက်တယ်ဒီကဏ္ဍကလဲသူ့ရှေ့နှစ်ကကဏ္ဍပဲเนาะသူ့ရှေ့နှစ်ကကဏ္ဍပဲအဲ့မှာ तू ကခုနကအတိုင်းပဲသူ့ရဲ့ဇောင်းတပင်းကျော်မှာခါးနှလုံး6ကိုခါးနှလုံး1เนาะ6 1ပါဝါတစုံရိုက်ထားတယ် ရိုက်ထားပြီးတော့သူ့ရဲ့အောက်မှာထွက်တဲ့ကံကဒီခါတုခါနဲ့သူ့ရှေ့နှစ်ကကံနဲ့ရှေ့ပေါင်းရှေ့ကရှစ်ထိတ်နဲ့ထွက်သလားနော်အဲ့သူကလည်းဒီလိုပဲလာလိုက်စိန်နှစ်မြောက်ကဒီ6နောက်ပိတ်နဲ့ရှစ်နောက်ပိတ်နဲ့လမ်းပေါင်းနှလုံး၄မို့လို့၄နောက်ပိတ်နဲ့နော်၄နောက်ပိတ်နဲ့သူ့ရှေ့နှစ်ကကံနဲ့ရှစ်တုံညာ၄ထွက်ခါတုခါနဲ့ခါတုခါနဲ့ဒီမှာကြတော့အဲ့ဒီကံကသူ့ရှေ့နှစ်ကကံလို့မရှိဘူးဖြစ်နေတယ် တို့ခါတုခါထဲ့မယ်ဒီရှေးပေါင်းနှစ်ကနှစ်ထဲ့စီထဲ့မယ်နှစ်လေးအတွဲဒီလေးဟို7မြောက်က8နဲ့ပေါင်းရင်သူက4ဖြစ်နေလို့4နောက်ပိတ်နှစ်လေးလေးဆိုတဲ့ကဏ္ဍကြီးထွက်တယ်နော်အဲ့နှစ်လေးလေးကိုယူမလားဒါမှမဟုတ်ရင်ဒါကျွန်တော်တို့သူ့6နှစ်ကကဏ္ဍယူမလားဗောလေဒါစဉ်းစားရမယ်နော်အဲကျွန်တော်တို့1 2 3 4 5 6 9 10ချိန်မှာပြိတ်လေးသူ့ရဲ့တပွဲကြုံမှာကနေเนาะ သူ့ရဲ့မြင်းကောင်မှာခါနှလုံး6ပါ6ပါပါခါနှလုံး1လို့သူရိုက်ထားတယ်။ရိုက်ထားပြီးမှအဲ့ဒီအောက်တပွဲကျော်မှာထွက်မဲ့ဒီကနန်းဒီမနစ်ကကနန်းဖြစ်ကနော်။အဲ့ဒီကနန်းဒီဗရိတ်လျှောက်တပွဲကျော်ထွက်တဲ့ကနန်းသူ့ရှိနှစ်ကကနန်းဗရိတ်ငါးတပွဲကျော်သူ့ရှိနှစ်ကကနန်းဒီဗဒိတ်လေးတပွဲကျော်သူ့ရှိနှစ်ကကနန်းဖြစ်ကပဲ။အဲ့ဒီမှာရှေ့ပေါင်း400ထိတ်နေရှေ့ပေါင်း8ကထိတ်နေရှေ့ပေါင်း1ဒီထိတ်နေဆိုဒီပွဲမှာနှစ်ထိတ်စီးနေမနစ်ကကနန်းဒါတွေထိုးလို့ရတယ်နင်းနစ်တက် เนาะ239โหနော်266လို့ပြီးခဲ့တဲ့ဘွဲကလည်းဒီကနန်းထဲတယ်266ပါအခုဒီဘွဲလည်းပြန်ထဲအပေါ်ကနန်း1ချင်းနဲ့ဆိုရင်တော့266ထဲရမယ်နောက်ဒီကောင်656ထဲရမယ်အပေါ်ကနန်း1ချင်းနဲ့ကနန်းလေးသူ့ပေါ်ကနန်း1ချင်းနဲ့နော်366တူဒါမျိုးတွေပေါ့အဲကျွန်တော်အဲ့ထဲမှာ ဒီနေရာထွက်တဲ့ခဏတည်းကိုကျွန်တော်တို့ဒီနာပေါင်းခြင်းနဲ့မယူပဲနဲ့ဒီအထိုင်နဲ့ယူမယ်ဒီအထိုင်နဲ့ဆိုတော့ကျွန်တော်ဒီခါနှလုံး1တစ်ပါပါခါနှလုံး6လို့ရိုက်တယ်အဲ့ဒီ၄ခါရေဒီဆောင်ကခွန်ခါရေနော်အဲ့ဒီ၄ခွန်ကျွန်တော်ဒီမှာ၄၀ခွန်အခွနဲ့ကျွန်တော်ထည့်နော်ဒါဆိုလို့ရှိရင်ဒီမှာခါးနှလုံး1တစ်ပါပါခါးနှလုံး6လို့ရိုက်တယ်ဒီ9ပြည့်ရဲ့တပွဲကြောင့်မသူရှိနှစ်ကခဏထွက်တယ် ထဲတော့ကျွန်တော်တို့ဒီခါနှလုံး6ဖြစ်ခဲ့တယ်8ကဲသူ့ဆောင်က4ခါရဲ့8 4ဒီအဲ့မှာ8 4ခွာနေတယ်ခွာเนาะဒီမှာက4ခွန်4ခွန်က4ခွန်ပဲထွက်တယ်ဒီမှာ8 4ရတယ်ဒီမှာ8 4ဆိုပြီးခွာနေထွက်တယ်เนาะထွက်တဲ့ခဏသူ့8နှစ်ကခဏဒါဆိုရင်ကျွန်တော်တို့ဒီမှာခါးနှလုံး1ခါးနှလုံးက6အဲ့လိုဖြစ်လိုက်တာ ਨੇ ဟာဒီ6ရေသူ့ဆောင်က9ခါရေ 65အခွနဲ့65အခွနဲ့မိနစ်ကကဏ္ဍတစ်ခွက်တည်းရှိတာဟုတ်နော်ဒီကဏ္ဍ665ဆိုတဲ့ကဏ္ဍတစ်ခွက်တည်းရှိတယ်ကျန်တဲ့ကဏ္ဍက65မတွဲဘူး65အတွဲလိုက်ထွက်ထားတဲ့ကဏ္ဍတစ်ခွက်မှမရှိဘူးမိနစ်တုန်းကလိုက်ကြည့်လိုက်နော်မရှိဘူးအဲ65အတွဲလိုက်တဲ့ကဏ္ဍတစ်ခွက်တည်းရှိလို့ကျွန်တော်ကဒီကောင်းမထက်နော်266ရရတယ်လေအခုဒီမှာကျွန်တော်ရေးပြထားတာဟုတ် ဒီနှစ်ဒီနှစ်ထိတ်နဲ့အဘောကနဝန်းချင်းကို266လို့ထွက်မလားဆိုပြီးကျွန်တော်ပြောတမရေးပေးခဲ့တာဟုတ်နော်644 644ကမိနစ်ကကဏ္ဍလားတစ်နှစ်ကျော်ကကဏ္ဍဖြစ်နော်ဒါပေမဲ့အဘောကနဝန်းချင်းပဲတဲ့တယ်လို့သာထိုးဖို့ပြန်နော်ကျွန်တော်ခုနကပြောသူအဲ့ဒီ line ကမိနစ်ကကဏ္ဍကိုအဘောကနဝန်းချင်းနဲ့ဆိုရင်ဘာဒီကစားစရာရှိလဲဆိုတော့46တွဲရ မိနစ်ကတွဲမှမထွက်ဘူး66အပူပဲထွက်တယ်66အပူတော့မှကျွန်တော်တို့266ရေခုနက966ရေနော်အဲ့ဒီနှစ်ကွက်နောက်ပြီးတော့ကျွန်တော်တို့ဒီ၄အပူကိုကစားမယ်ဆိုရင်ကျွန်တော်344เนาะကျွန်တော်344လို့ထိုးလို့ရတယ်เนาะအဲ့ဒါတော့ဟိုကကိုကြည့်ပြီးကစားဖို့ပဲเนาะ ကျွန်တော်ကလိုချင်တာကဒီနေရာမှာမနစ်ကကဏ္ဍဆိုတာကိုပဲလိုချင်ဟုတ်တာမနစ်ကကဏ္ဍအဲ့မှာခါတူခါနဲ့နော်7နဲ့6နဲ့ပေါင်းနဲ့4ဒီ4နောက်ပိတ်နဲ့4အပူးနဲ့မနစ်ကကဏ္ဍဆို3ည4 4တကွက်ပဲရှိနော်အဲ့တော့3ည4 4တကွက်ပဲရှိတယ်တဲ့အဲ့ဒါလေးကတော့မွေးပါနော်ဒါလေးကတော့မွေးကဏ္ဍ သုံးနှစ်လေးထွက်သွားပြီ၅နှစ်ရှစ်ထွက်သွားပြီကြံနေတဲ့ခဏက6ခု6နော်တခါဒီမှာလဲ၄ရှစ်ခုထွက်သွားပြီ၄၅၃ညထွက်သွားပြီကြံတာက9 6 6နော်ဒီလိုက်အရှိကြီးဟိုပြီးခဲ့တဲ့ဘွယ်ကျွန်တော်ဆရာကသူကဒီပညာကဏ္ဍအောက်ပရိတ်9ဆိုပြီးထည့်ပညာကဏ္ဍအောက်ပရိတ်9ဆိုပြီးထည့်နော်ပြီးခဲ့တဲ့ဘွယ်ကသူကဒီကဏ္ဍပြန်ကြသူ့အောက်မှာပရိတ်9ဆိုပြီးတော့အဲ့ဒီကဏ္ဍ 666ကိုထည့်သွားတာเนาะဒါပေမဲ့မထွက်သေးရင်မပြီးသေးဘူးเนาะသူကဘယ်အချိန်မဆိုထွက်လာနိုင်တယ်တခြား site ကလည်းရှိတာဟုတ်เนาะအခုကျွန်တော်ပြတဲ့ဒီ site မျိုးတွေဒါမွေး site ပဲเนาะအဒီလို site မျိုးတွေလည်းမွေးကနန် site ရှိနေသေးတယ်ဆိုရင်666ကဒီဘွဲကိုထိုးလို့ရတယ်เนาะနေရာထိုင်ကတော့ကြိုက်တယ်လို့ထိုးပါ့ အာထိုးရင်အကောင်းဆုံးပဲအပူတစ်ခွက်တည်းပဲနော်လိုင်းကြကြနေကျွန်တော်ဘက်တော့မကြပါဘူးနော်မြင်ရတယ်မို့လားအဲ့ဒါမွေးဆိုင်ဓာတ်ပုံရယူထားလိုက်ဟလာကဲအားလုံးပဲကံကောင်းကြပါစေနော်